စစ်ကောင်မရှင်ထိုးစစ်ဆင်နေတဲ့ဘကိုးတိုင်းဗရောင်းမြို့နယ်လေးသာတောင်တိုက်ပွဲမှာထိခိုက်ဒေဆုံးမှုတွေများပြီးအလောင်းတွေဆွဲပြေးနေရတာကိုမပေါက်ကြားစေဖို့စစ်သုံးကားတွေအုံပြုဖို့ပြင်ဆင်နေတယ်လို့သိရပါဗျ။စစ်ကောင်မရှင်ဟာ၎င်းတို့လက်လွတ်လိုက်ရတဲ့လေးသာတောင်ရှိစစ်စခန်းကိုပြန်လည်ရရှိဖို့အတွက်အောက်တိုဘာ6ရက်နေ့ကစလို့စစ်ကြောင်းထိုးလာရာအရကတတော် A တပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားပြီးအလောင်းတွေဆွဲပြေးခဲ့ရတာပါ။ကာနစီခေါ်ထားတာကအင်အားဖြည့်ဖို့မဟုတ်ပါဘူး။အလောင်းကောက်ဖို့ဖြစ်ပါတယ် လူမှုကွန်ရက်ရဲ့အသင်းမှရင်းတွေနဲ့အလောင်းတွေ တင်လို့သတင်းပေါက်ကြားပါရဲဆိုပြီးသူတို့ကားတွေနဲ့အသင်းပြင်ထားတယ်လို့စီရီသတင်းရင်းမြစ်က ARD Times ကိုပြောပါရဲစစ်ကောင်မရှင်တပ်ဟာတေဆုံတပ်ဖွဲ့ဝင်အလောင်းတွေနဲ့ခိခိုက်ဒဏ်ရာရရှိသူတွေကိုတယ်ဆောင်မှုအတွက်အနီးနားခြေပေါ်တွေက လူမှုကွန်ရက်ကားတွေကိုအရေးပေါ်အသုံးပြုရမှာပြင်ပကိုသတင်းပေါက်ကြားတယ်လို့ဆိုပြီးတိုက်ပွဲတွင်းကအလောင်းတွေ ကောက်ယူဖို့စစ်သုံးမော်တော်ယာဉ်နှစ်စီးကိုအသင်းပြင်ထားတယ်လို့သတင်းရင်းမြစ်ကဆိုပါရဲ အဲ့ဒီအလောင်းတဲ့ဘိုကာနစီကိုအုတ်ရှိပင်တရာစစ်စေးကိတ်မှာအသင့်နေထားနဲ့ထားရှိထားတယ်လို့သိရပါတယ်စစ်ကောင်မရှင်စစ်ကြောင်းဟာပြီးခဲ့တဲ့အောက်တိုဘာ10ရက်နေ့ကဆင်လန်စကန်ကနေလေသာတောင်ဘက်ကိုခြုံခိုထွက်လာရာအေးနဲ့ထိတ်တိုက်တွေ့ပြီးစစ်ကောင်မရှင်တပ်ဖွဲ့ဝင်20လောက်တေဆုံးခဲ့ပါတယ်ကျန်လူတွေကိုတော့ဝိုင်းထွဲလီနဲ့ဘုံကျဲပစ်ကူပေးကဲထုတ်ပေးခဲ့ရတယ်လို့ဆိုပါတယ်စစ်ကောင်မရှင်ကညောင်ဂျိုးစကန်နဲ့တောင်ငုံလန်ချိုးကိုပြန်လည်ရရှိဖို့ ထုံထုံအင်အားလွန်ကျွန်းသုံးပြီးစစ်ကြောင်းထိုးလာရာညောင်ကျိုးနဲ့တောင်ကုတ်ကြားမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေအစုလိုက်ပြုံးလိုက်တေဆုံးခဲ့ရတာပါအဲဒီလိုတေဆုံးမှုကိုဖုံးဖိထားပြီးအဲဒီလမ်းကြောင်းကဖြတ်တန်းသွားလာသူတွေကိုပါဖမ်းဆီးမှုတွေရှိနေတယ်လို့ဒေသရင်းသတင်းမြစ်တွေကသိရပါဗျ